အင်အားစုຫນွေဥတော်လိုင်းကအာနာလူပွဲဟာအနှဲငယ်ကွာခြားမှုရှိရလို့ NCA ထိုးထားတဲ့ပဝေမြူတာလူမျိုးကြီးအဖွဲ့ချုပ် PNLONCAS မှဥက္ကဋ္ဌဗိုလ်မှူးကြီးခုံးကွာကစီနာသိန်းဌာနကိုပြောပါရတယ်။2021ခုနှစ်နောက်ပိုင်းနိုင်ငံကြီးအပြောင်းလဲဖြစ်ပြီးနောက်ပေါ်ထွက်လာတဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ BDR တွေကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EOA နဲ့ပူးပေါင်းကမြန်မာတပ်မတော်ကိုဖျောက်ချရေးတိုက်ပွဲဖော်ဆောင်လျက်ရှိပါရတယ်။ တိုင်းသားလက်နက်ကိုင်တွေရဲ့နိုင်ငံရေးရှိမန်းချက်ကအမျိုးသားလူမျိုးရေးနဲ့အမျိုးသားအကျိုးစီးပွားကိုအမခံချက်ရှိဖို့အတွက်ဖြစ်တယ်လို့ပအိုးမျိုးသားလူမျိုးရေးအဖွဲ့ချုပ် PNLONC AS မှအခုထောက်ပုံမူကြီးခုံးကွာက CNN သတင်းဆန္ဒကိုပြောပါတယ်ဒီတိုင်းသားတွေရဲ့အမျိုးသားလူမျိုးမှုတော်လှန်ရေးနဲ့နော်ကျွန်တော်တို့ဟိုဒီဒီမိုကရေစီအားစုတွေပေါ့ကွာအမေဦးအဖွဲ့တွေရဲ့အာဏာလုပွဲနဲ့ကနည်းနည်းလေးကွာတယ်ဗျနည်းနည်းလေးကွာ ။ဒါကြောင့်ဒီအမျိုးသားလုံးမြောက်ရေးအမျိုးသားကျူးကျူးဟာအတွက်မှာဝရေပလောင်တွေကုကန့်တွေတိုက်နေကြတာသူ့သူ့မှာနိုင်ငံရေးဒီမှန်ချက်ကအမျိုးသားကျူးကျူးဟာ